လို့ဒီဒါဆုံးရနေတဲ့ဒီရက်ပေါ့။အားဖိုင်နိုင်ငံမှာစီလုပ်တဲ့အပိတ်ရောဒီချက်ဒီလိုဘယ်လိုမှမပါငါဆန်တော့စောင်းစေးကောင်းပြီးတော့နိုင်ငံတော်ဝီကြောက်ဒီမီယာအွန်လိုင်းနဲ့ဒါပုံများတော့ရောက်ပြောက်ဖြစ်မှာ။အလောက်တောက်ခံနေပြန်လာတဲ့ကျွန်တော်ဒီချက်စီဝေးတယ်မကောင်းဘူးပေါ့နော်။အဲဒီဒီချက်စီရတယ်ကနိုင်ငံခုနှစ်နိုင်ငံကအထူးအဖွဲ့အကြီးကြီးလာတာပေါ့။အဲတော့ကျွန်တော်တို့6နိုင်ငံက အစိုးရအဖွဲ့အကြီးကြီးတွေနဲ့လည်းကျွန်တော်တို့တရားစီတွေ့ဆုံပြီးတော့ဒါဒါဆွေးနွေးနိုင်ခဲ့ပါတယ်အဲအဓိကတော့ကျွန်တော်တို့ပထမအဆုံးပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီမသွားခင်ကအတိုင်းကျွန်တော်တို့ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်ဒီစထမအကြိမ်မြောက် business ကိုသွားမယ်အဓိကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ပေါ့လေငလင်အေးဒဏ်ကြောင့်မလို့ထိခိုက်နေနာခဲ့ရတဲ့လူတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ပြီးရင်ကျွန်တော်တို့ ဒါပြန်လဲထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတာပြောခဲ့ပါတယ်အပြီးရင်ကျွန်တော်ဖင်စတက်အစီအွေမှာကျွန်တော်ဆွေးနွေးရမှာလေဆွေးနွေးခဲ့ပါတယ်ခြုံပြီးပြောရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကောလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကောအောင်မြင်တယ်လို့အဲကျွန်တော်ဒါပြောချင်ပါတယ်ပထမဦးစွာကျွန်တော်ဒါအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့တဲ့အခါမှာသူ့အနေနဲ့မြန်မာနိုင်ငံပေါ်မှာပေါ့နော် တော်တော်ကိုပဲစေစနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲသူကိုယ်တိုင်ကလည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကအဲပြည်နယ်ဝန်ကြီးချုပ်တုံးကသူကူချတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကဒါငလင်တန်ကိုခန်းစားခဲ့ရဘူးလေ။ငလင်တန်ကိုခန်းစားခဲ့ရသူကိုယ်တိုင်လည်းပြန်နေထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတဲ့။အဲဒါကြောင့်မလို့ကျွန်တော်တို့ငလင်ကျွန်တော်တို့စီမံငလင်လုပ်ပြီးနိုင်ပိုင်းအကြာမှာမြန်မာနိုင်ငံကိုဆက်သွယ်ပြောကြအဲဒီနိုင်ငံတော်ဝန်ကြီးချုပ်ပုံမူမူရောင်းလာနေဆက်သွယ်ပြောကြ အကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေအများဆုံးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲအပိစကားတွေပြောကြားခဲ့တာဖြစ်ပါတယ်အဲသူအနေနဲ့ကတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့ကတော့မြန်မာနိုင်ငံကဒါခုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြီးတော့ကြာကျွန်တော်တို့ဒါလိုအပ်တဲ့အကူအညီတွေပေးမယ်အဲလိုအပ်တဲ့အကူအညီလဲတောင်းပါဆိုပြီးကြာကန့်လန့်ခဲ့တာမျိုးတွေရှိပါတယ်ဒါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့တဲ့အခါမှာလဲဒီလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းဖြစ်တယ်အဲပြီးရင်ကျွန်တော်တို့ ဒီမြန်မာနဲ့အတူတူသူတို့ကလည်းမြန်မာရဲ့ငလင်တန်ကိုလည်းသူတို့လည်းခံစားလိုက်ရတယ်ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောက်ရခရာကျန်တဲ့ဝန်ကြီးချုပ်များကလည်းကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရဖွဲ့အကြီးအကဲတွေကလည်းကူညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်အထူးကြကြကျွန်တော်ဘင်းစတက်အစည်းအဝေးမှာအစည်းအဝေးအခမ်းအနားစတင်ကြောင်းကြေညာပြီးကြတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ဘလင်တန်အစ်ခံစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲဒီအိုးရင်ဆုံးရှုံးခဲ့ရတဲ့ ျွန်တော်မြမပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရဝပြည်သူအဖြစ်1မိနစ်ဟောနော် အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့သူတွေအားလုံးက1မိနစ်ညီသက်ပြောကြဒါဂါရဝပြုတ်ခဲ့တယ်ဆိုတာလဲကျွန်တော်တွေ့ရပါတယ်အပြီးရင်ကျွန်တော်ဘင်းစတက်အစီဝေးပေါ့နော်ဘင်းစတက်အစီဝေးမှာလဲအဓိကကဒီဟောဘင်းစတက်ရဲ့သူ့ရဲ့ဒါဆောင်ဘုတ်တွေသူ့ရဲ့ရီမတ်ချက်တွေရှိတယ်ဒါတွေတော့အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါပြင်ဒီနေရာမှာထူးထူးခြားခြားက ကျွန်တော်ဘင်းစတအခွဲဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ပေါ့နော်ဟိုသဘောဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံအနေနဲ့ဒီသဘောဘေးဒဏ်ကိုအာကုညီကယ်ဆယ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီနာပြုလို့ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကြာတာအတွေ့အကြုံဖလှယ်နိုင်ရေးအတွက်ဒီသဘောဘေးဒဏ်ကုညီကယ်ဆယ်ရေးသဘောဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်မယ်ဆိုတာကိုသူက ဟိုအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအတန်များလည်းသဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲဒါတွေကတော့ဟိုသဘာဝဘေးအနေနဲ့ပတ်သက်လာပြီးတော့ကြာပို့ပြီးတော့ကျွန်တော်လှုပ်လှုပ်နိုင်ပေါ့ပါပေါ့နော်ပို့ပြီးတော့ကြာနိုင်ငံအချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုအဲကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်ခုချိန်မှာလဲဒါဒီနိုင်ငံတွေတွေမကောကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်ရဲ့အိန္ဒိယချင်းနိုင်ငံတွေပြတရုတ်နိုင်ငံအဲလာအိုနိုင်ငံဒါပြင် အော်အဲ့နိုင်ငံနေအောင်ပြီးရင်ကျွန်တော်ဒါရုရှားနိုင်ငံလို့လို့နိုင်ငံကြီးမျိုးတွေအပြီးရင်ကျွန်တော် UAE လို့နိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီဘောနော်ဟိုခုချိန်ထိနေရင်နေနဲ့ကူညီနေတာဗောနော်18နိုင်ငံ18နိုင်ငံလောက်ရှိပါတယ်လေးအစည်းရေဆိုရဒီနေ့ဆိုကျွန်တော်ထင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်နိုင်ငံတကာကကဘာကမြန်မာတွေကျွန်တော်မြန်မာတွေငလင်နိုင်ခံစားခဲ့ရတယ်အဲ့ငလင်နိုင်ခံစားခဲ့ရတာတွေကိုဘောနော် အားလုံးကဘာနော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လူကြီးစီရှိကြတယ်အားလုံးလည်းလက်တွေ့လည်းလိုင်းဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံဆိုင်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်ကကျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲငလင်တန်းကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်တန်းနဲ့ပတ်သက်ပြီးတော့ကြာကြာဒီတဘောဘေးတန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဘလို့စီလုံးလုံးနေလဲဆိုတာအလုံးကအာယုံစိုက်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မြန်မာပြည်သူလူထုအနေနဲ့ကလည်းဒီငလင်းပေါ့နော်တဘောဘေးဒဏ်ကိုစီစီလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကယ်ဆယ်လုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်။အနည်းချုပ်ဝီပြောရမယ်ဆိုတော့မြမစီလုံးမှုကိုပြပါမြမစီလုံးမှုကိုပြဖို့လိုပါတယ် ါ့နော်အားလုံးအာယုံစိုက်နေတဲ့အချိန်မှာမြန်မာဟာဘယ်လိုမျိုးဇွဲရှိတယ်ဘယ်လိုမျိုးကြန့်ခိုင်တယ်ဆိုတာပြပူလို့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်